ဒီ blog လေးဟာရှမ်းပြည်နယ်ရှေ့ပိုင်းမှာရှိတဲ့လွမ်းမောဝဲရအလားတွေနဲ့သူတို့ရဲ့ချစ်စရာဒလေနောက်ပြီးသူသတင်းချိုလာပြီးညကိုဘလို့ဖြတ်တန်းကြလဲအတူညီတဲ့တောင်မော်ဒေတာရဲ့ငွေသက်တွေကိုခန်းစားဖို့အတွက်လူကြီးမင်းတို့စိတ်ပါဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ blog လေးကိုအဆုံးထိလိုက်ပါချစ်ရှုပေးကြပါအောင်လို့ဖိတ်ခေါ်ပါရစ်ဗျာတောင်ကြီးမျိုးနဲ့345ကီလိုမီတာกว่าမှာတည်ရှိတဲ့ဒီမျိုးလေးကိုမိုင်းပြင်းမျိုးလို့အမည်တွင်ပါတယ်ကျွန်တော်ဂျိုင်းတုံနဲ့လည်းနီးရဲ့ခင်ဗျာဒီကနေ့6နာရီလောက်ခရီးဆက်တာနဲ့ဂျိုင်းတုံကိုရောက်ပါရဲ့ ရှမ်းပြည်နယ်ရှေးပိုင်းမှာတည်ရှိပြီးတာယာတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်ခင်ဗျာ။အမကျွန်တော်ဒီမြို့လေးအကြောင်းကျွန်တော်လေးလာရင်လည်းတချင်းလေးတစ်ပုတ်သွားတွေ့ရဗျာ။မိုင်းပြင်းမြို့တို့အလဲတစ်ခေါက်တဲ့ရှမ်းမြို့သားကြီးဆိုင်ဆိုင်ပေါ်ရဲ့တချင်းလေးတစ်ပုတ်ဖြစ်ပါတယ်။ဆစ်ချောင်းမိုင်မှာသူတို့ကားပြတ်သွားတဲ့အကြောင်းတချင်းရေးထားပဲဖြစ်ပါတယ်။ကြောက်ခဲလေးတစ်လုံးကြောင်းဆစ်ချောင်းမိုင်မှာနှညာအိတ်လိုက်ရတယ်။ဒါတွေကမိုင်းပြင်းတောင်ကအတိဆုံးပဲ။မိုင်းပြင်းတောင်ကတက်သေးပဲဆိုရဲတချင်းလေးဖြစ်ပါတယ်အကြောင်းအရာလေးကတော့ သူတို့ရဲ့တကယ်ဖြစ်ဖြစ်တွေကိုတခြင်းထဲမှာထည့်ရဲကျွန်တော်ကလည်းအဲ့ဒီအရင်တစင်သိခွင့်ရတယ်။နောက်ပြီးကျွန်တော်ဒီမျိုးလေးကိုရောက်နေတဲ့အချိန်မှာကျွန်တော်အဲ့ဒီတခြင်းလေးကိုနားထောင်ရတယ်။ဆရာကြီးဆက်ဆိုင်မို့တတိယမိပါတယ်။ကွဲလွန်သွားပြီပေါ့နော်ကျွန်တော်ဒီဘလော့လေးအရင်တစင်စုမုံကောင်တောင်းလိုက်ပါတယ်ကျွန်တော်ခေါင်းရမွေရောက်နေပါသေးခင်ဗျာ။ ကေကျွန်တော်ဒါနေဘူးလို့ခဏဝင်တာနေရဖြစ်ပါတယ်ကျွန်တော်ရှုခင်းပါညာပြခြင်းလို့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုရဲ့နောက်ဆက်တွဲဘိုင်းနေမှာတော့သူတို့ရဲ့ချစ်စရာတလေမမောဝဲရတောင်းပြတဲ့နေ့ကလည်းခင်ဗျားတို့စီးကျိုးနေပါတယ် ေရာသတင်းချိုလာပညာဖြစ်ပါတယ်။ကျွန်တော်လက်ရှိရောက်ရှိနေတဲ့တည်နေရာကတော့နဂါးနှကောင်ကြောင်တိုင်းလို့အမည်ရပါတယ်။ရှေ့နာမှာဒါတိုးနေရာကနေရာဖြစ်ပါတယ်။ကျွန်တော်အရှေ့နာကိုတစ်ချက်သွားပြမယ်နော်။ကျွန်တော်နဲ့တူလိုက်ခဲ့ပြီးလောလောဆယ်အရင်ကျွန်တော်ဖျားလေးဖူလိုက်ကြရအောင်နော်။ ကျောင်းဆောင်ကြီးတွေကတမူထူချားနေတယ်ခင်ဗျာနောက်ပြီးတော့ဒီပရိုဝင်တွင်းကိုခြေချလိုက်တဲ့အချိန်မှာရှင်လေးကိုအေးချမ်းသွားတယ်ဒါကတော့ငကားနှကောင်ကြောင်းတဲ့ရယ်ဆွဲဆောင်မှုရှိရဲ့အချက်တွေပဲဖြစ်ပါတယ်ခင်ဗျာโอเคဒီဖျားပရိုဝင်တွင်းကိုကျွန်တော်ပတ်ပြမယ်ကျွန်တော်လည်းတူလိုက်ခဲနောက်ပြီးစင်ကားကားဖို့လည်းရှိသေးရယ်အဲ့ဒီအချိန်ကျရင်လည်းတူတူကြည့်ကြမယ်နော် ဒီနေ့လာပြီးညထေဝင်ရတော့ဒီလောက်ပဲဖြစ်ပါတယ်လူတွေလည်းပြန်ကြပြီအားလုံးပြီးွားပါပြီနောက်ရက်ဆိုရင်တော့ကျွန်တော်ပြန်มาဖြစ်ပါတယ်ဒါပေမဲ့မပူပါနဲ့ကျွန်တော်မနေ့ဖြင့်အားလုံးတွေရှုခင်လေးကိုပတ်ပြီးရောရိုက်ပြပေးဦးမှာဖြစ်ပါတယ်ဆိုတော့နောက်လေးပါပြန်တွေ့မယ်ဘိုင်ဘိုင်ဒီနေ့တော့ကျွန်တော်ပြန်ဝင်နေဖြစ်ပါတယ် အပြန်ကြီးကျွန်တော်ပေးထားတဲ့ခတိတိုင်းကျွန်တော်ရှုခင်းလေးကိုရိုက်ပြမယ်လက်လန်းမိတလောက်ပေါ့နော်စကားရတော့အများကြီးမပြောတော့ဘာလို့လဲဆိုတော့ကျွန်တော် blog လေးရလဲမကြာခင်မှာသုံးသက်တော့မှာဆိုတော့ရှမ်းပြည်နယ်ရှေးပိုင်းသွားပါတရားကြီးဘလောက်လာလဲဆိုတော့ကျွန်တော်အတူတူသွားကြည့်လိုက်ရအောင်ဗျာ